ရှင်တွေကနေလှိုက်လိုက်လဲလဲကိုဂုံပြူပါတယ်ခင်ဗျာ congratulations ပါကန္နာတို့ main laba cooking is the football show on ချိုးသွားတယ် champion league quarter final နဲ့ဒုတိယအကြော real madrid နဲ့ arsenal တို့ရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုကျွန်တော်ညီကိုနဲ့တူတူလုပ်သွားကြပါတယ်ဥသောပထမပြောချင်တာကတော့ real madrid လိုမျိုး champion league မှာအောင်မြင်အခမ်းအနားသုံးသော အတင်းတင်းလက်ရှိချန်ပီယံလိမှာလဲဘူဆွဲမှုရေပန်းအစားဆုံးအတင်းတင်းကို အကောင်းဆုံးအနိုင်ယူကျော်ဖြတ်ခဲ့တဲ့အာဆင်နယ်အတင်းကိုဟိုချီကျူးဂုံပြူရမယ်အပိုင်းလေးပါတကယ်တော့ရီယယ်မက်ဒရစ်အတင်းဒီဒီနှစ်မှမဟုတ်ဘူးဤသည့်နှစ်မဆိုချန်ပီယံလိမှာဝင်ရောက်ရှင်ပြိုင်ပြီဆိုရင် အမြဲတမ်းသတိထားရတဲ့အတင်းတင်းဖြစ်ပါတယ်အခုလိုမျိုးနှစ်ကြော့လုံးအနိုင်ယူဖို့မဆူထားပါနဲ့အောင် တကြောမှာအနိုင်ယူဖို့အတွက်တောင်မှမင်းအားဆိုင်ကစားရတဲ့အခြေအနေမျိုးဖြစ်ပါတယ်နောက်တကြောရောက်ရင်ပိတ်ကစားအသေးပေါက်မတက်ကစားရင်းနဲ့မက်ဒရစ်ကိုကြော်ဖြတ်ခဲ့ရတာကြီးပဲအခုလိုမျိုးဗျူဟာပိုင်းကြကြနဲ့စနစ်တကျကစားပြီးနှစ်ကြော့လုံးအနိုင်ယူ5-1ဆိုတဲ့ဂိုးပြတ်ရလနဲ့ဆီမီဖိုင်နယ်ကိုတက်ရောက်သွားဖို့ဆိုတာကျွန်တော်ဒီအဆင့်မတိုင်ခင်တော့ကဟိုမဖြစ်နိုင်ဘူးလို့ထင်ထားတာပေါ့နော်အပွင့်လင်းပြောရင်တော့ Real Madrid တည်တာလေးနောက်တစ်ဆင့်ကိုတက်မယ်လို့မျှော်လင့်ထားခဲ့တာဖြစ်ပါတယ် တိုးတော့တကယ်ကစားသွားတဲ့အခါမှာတော့အာတီတာနဲ့သူ့ရဲ့တာတပည့်တွေတကယ်ချီးကျူးခြင်းစရာကောင်းပါတယ်ဆိုတော့ကျွန်တော်ဒီပွဲနဲ့ပတ်သက်ပြီးစချင်းခဲ့ကြည့်မယ်လေအဓိကတော့ဗျာ Real Madrid အသင်းရဲ့လူစင်းစုဖွဲ့ပုံပဲကျွန်တော်ဒီနေ့ပြောလို့ရတဲ့အစမှာကလေးကအသုံးသက်ခဲ့ပါတယ်အမြဲလိုလိုထောက်ပြခဲ့တဲ့အချက်အလက်လေးတခုရှိပါတယ် Real Madrid ရဲ့ကစားသမားစုဖွဲ့ပုံသူတို့ရဲ့ squad ကြီးကခေါင်းကြီးကိုသေးတဲ့ပုံစံမျိုးကြီးဖြစ်နေတယ် တိုက်စစ်ပိုင်းရဲ့စုဖွဲ့မှုကအရင်အားကောင်းပြီးတော့ကွင်းလယ်ပိုင်းမှာတဖြည်းဖြည်းလျှော့လာတယ်ခံစစ်ပိုင်းမှာလုံးဝအပြားရှူသွားအောင်အဲ့တော့ Vevardi လိုမျိုးကွင်းလယ်မှာအင်ပြအားပြစော့နိုင်တဲ့ပလေယာအောင်တော့ right back ထုတ်ပြီးတော့ကစားနေရတယ် left back မှာဆိုလဲအားလားမကောင်းဘူးဗျာနော် နောက်ဝင်လာတဲ့ Ferran Garcia လည်းအဲ့လောက်ကောင်းတာမဟုတ်ဘူးဘသူထည့်လို့ထည့်ရမှန်းမသိဘူးတိုနီကလည်းကြန့်ခိုင်မှုကမပြေဝတော့ဘူးဒါအပြင်ဘင်းနာ Raul Asensio ကလည်းအတွေ့အကြုံပိုင်းလိုအပ်ချက်ရှိသေးတယ် ဒီ defensive line ကဘလို့နီးနေမှအသင်းတသင်းရဲ့ပုံတံပေါ်မနေဘူးနောက်တစ်အရေးကြီးဆုံးတစ်ပိုင်းကတိုက်စစ်စုဖွဲ့မှုအဲ့ဒီစုဖွဲ့မှုနဲ့ဆိုရင်ကာလိုတွေမဟုတ်ဘူးဘယ်နီးပြလာလာမလွယ်ရေးချမလွယ်ဆရာများသားတည်ပဲကျွန်တော်ပထမကျော့ပွဲပြီးသုံးသက်ချက်မှာပြောခဲ့ပါတယ် Killian Mbappe ကတကယ်တော့မလိုဘူးအဲ့တော့ Mbappe ရောက်လာတဲ့အတွက်ကြောင့်တခြားနေရာတွေမှာအကုန်လုံးဘယ်လိုပြောမလဲဟန်ချက်တွေပြတ်သွားတယ်ဗျာ ဒီနှစ်ပွဲစဉ်မှာဆိုရင်ဂျူ့ကအခြေအနေတော်တော်ဆူဆူပြဘောလုံးပေးပို့မှုတွေတော့မမှန်ဘူးအဲ့တော့ဂျူ့ကဒီဒုတိယအကြော့မှာနေမဟုတ်ပထမအကြော့တော့ကလည်းအဲ့တိုင်းပဲဘာကြောင့်လဲဆိုတော့သူကဟန်ချက်ပြတ်သွားပြီသူ့နေရာမှာလည်းသူမကစားအောင်အဲ့တော့သူ AM နေရာမှာထားရင်လေဂျူ့က chance create လို့ခေါ်တဲ့အခွင့်အရေးတွေဖန်တီးပေးနိုင်တဲ့ကစားသမားတစ်ယောက်မဟုတ်ဘူးပြသူကကိုယ်တိုင် goal scoring လုပ်တာအားတန်တဲ့ကစားသမားသူထိုးဖောက်မယ်ဘင်းကသူ့ရဲ့ teammates တွေ free space တွေရအောင်သူစူးစမ်းပေးမယ် ဲ့လောက်ပဲပြောချင်တာဟို chance create မှာ तू free space ရအောင်လုပ်ပေးအောင်လွယ်ပြီးကိုယ်တိုင်ဖန်တီးပေးမှုအားမတန်ဘူးပြီးခဲ့တဲ့ရာသီတုန်းက jute ဘလောက်ကောင်းခဲ့လဲ share ယူကိုတွေတွင်တာသူဒီ number 9နေရာမှာအကောင်းဆုံးကစားပေးခဲ့တဲ့ကစားသမားပါတိုးတော့ဒီနေ့ဘောလုံးရာသီရောက်တော့ kilian ကိုနေရာပေးလိုက်ရတယ်မဖြစ်မနေပေးရတယ်ဗျ vinidown မှာအဲ့ left wing တနေရာမှာအပိုင်သားရထားတာကံကောင်းတယ် ဒီလိုမှမဟုတ်ဗီနီလည်း right wing တွေဘာတွေရောက်ကောင်းရောက်သွားနိုင်တယ်ဆိုတော့ Rodrigo ကလည်းအထုတ်လို့မရဘူးထည့်ထားရမယ့်ပုံစံမျိုးအဲ့တော့ Jude ကိုအဆင်ပြေသလိုမျိုးကြီး AM နေရာမှာထားပေမဲ့ Jude က attack midfielder စစ်စစ်တယောက်လို့လည်းအဲ့လိုမစော့ပေးနိုင်ဘူးဥမာပြောရင်တော့ Martin Odegaard လို့ဗျာ create လုပ်တာကောင်းတဲ့ကစားသမားမဟုတ်ဘူးသူကတော့ဟိုတိုက်စစ်မှုတယောက်ရဲ့ sense ပဲသူမှရှိနေတယ် out of position ဖြစ်သွားလို့ defensive action တွေပေးမယ်ဆိုရင်နောက်က အ DMCM ဒါမှမဟုတ်လေ DMDM ကစားသမား2ယောက်နဲ့ဘလိုနီးနဲ့မှ connection မမိဘူးအဲ့ဒါပထမအကြော်တော့ကလည်းကျွန်တော်မြင်ခဲ့ရတယ်ဒုတိယအကြော်လည်းဒီတိုင်းပဲ Vivari ကလည်းရှေ့ကိုမတက်ရဘူးမတက်ရတာလည်းမပြောနိုင်လေအဲ့အလေမှာ gap ဖြစ်နေတာ Jude ကို CM နေရာဝင်ဆော့ခိုင်းလို့လည်းအဆင်မပြေဘူးအဲ့တော့ number 8 number 10နေရာတွေက Real Madrid ရဲ့ဟို playing style ကိုပုံမပေါ်ခဲ့ဘူးလို့ပဲပြောရမှာပါ Timbling မပေါ်တဲ့အတင်းနဲ့ Timbling နဲ့ကစားတဲ့အတင်း ဘယ်တင်ရအตายရတယ်ရှင်းရှင်းလေး relationism ဘလောက်ပဲကောင်းကောင်းတစ်ဖက်ကပထမအကြော့မှာ၃ခုပြအตาကြီးရတာတယ်တင်းမလီရင်လည်းကောင်းတယ်ဗျာကစားသမားကြီးကြားရဲနားလည်မှုအားလည်းကောင်းတယ်အဲ့လိုအခြေအနေမျိုးမှာ real madrid အနေနဲ့ဘယ်လိုပြောမလဲဂိုးရဖို့ပဲသူတို့ကအာတီတာဖြစ်ပြီးတော့ဂိုးရဖို့ပဲစူးစမ်းနေတယ်သို့တော့ပြန်ပြီးတော့ out of position ဖြစ်သွားရင်ကွင်းလယ်မှာလည်းလုံးဝပြန့်နေတယ်အဲ့ကွင်းလယ်နံပါတ်8တို့နံပါတ်10တို့နေရာမှာ gap အကြီးဖြစ်နေတယ်ဒါအပြင်အဲ့ဒီ ကို own half ရဲ့ billion alliance တဲ့မှာလဲ gap အကြီးဖြစ်နေတယ်အဲ့တော့စုဖွဲ့မှုဟာပြဿနာတစ်ခုလို့ထင်တယ်ကာလိုဒီနေ့မကြိုက်တဲ့ပြဿနာတွေရှိမယ် okay ထုတ်လိုက်ကျွန်တော်လည်းအရင်ကြိုက်လို့တော့မဟုတ်ဒါပေမဲ့နောက်ဘယ်နည်းပြပဲလားအဲ့ဒီစုဖွဲ့မှုကို gain ပြဿနာရှိဦးရှိတယ်ဆိုတော့နှစ်သင်းလုံးဟာ defensive playing style မှာ high line defense တင်ပြီးတော့ကစားကြတယ်ဒါပေမဲ့မတူညီတာပါလဲဆိုတော့စနစ်ကြမှု Arsenal အသင်းက high line defense တင်စော့ပေမဲ့ သူကတိုက်စစ်ကိုပဲအဓိကကစားတာမဟုတ်ဘူးသူတို့ဒီခံစစ်အတွက်အာယုံစိုက်ပြီးတော့ဟိုစူးစိုက်မှုအပြည့်ကစားသွားတယ်အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အသင်း PP လုံးဝကိုယ့် own half တဲ့က between the lines တင်မှာ deep ဖြစ်အောင်ကစားနိုင်တဲ့အသင်းဖြစ်ပါတယ်အဲ့တော့ကြောင်းဟိုဘယ်လိုပြောမလဲခံစစ် line တွေကိုရှေ့တိုးတာချင်းတူပေမဲ့အဲ့လို between the lines တင်မှာ deep ဖြစ်အောင်ကစားတဲ့ပုံစံကြီးကလုံးဝကွဲထွက်သွားတယ် real madrid အသင်းဒီ အဲ့ဒီနေရာတွေမှာအကျယ်ကြီးတွေပဲ space အကျယ်ကြီးတွေပေါ်တာဒါတော့မှအာကြီးကဟိုပထမအကြော်တော့မှဗျာကိုပြတ်နိုင်တာတော့အဲ့လောက်ထိကိုသွင်းစရာမလိုတော့လို့ဒါသူတို့အဲ့နေရာတွေကအတုံးမချတာတကယ်လို့အတုံးချရင်အဲ့နေရာတွေကအပေါက်တွေအများကြီးပဲသို့တော့အာကြီးကကြတော့အဲ့နေရာတွေလုံးဝအလုံးမပေးပဲ deep ဖြစ်အောင်ကစားသွားတယ်အဘိုးလည်းတွေ့မှာ ပေါ့ Thomas Party နဲ့ Declan Rice ကနောက်ကကစားသမိုင်းနဲ့ပေါင်းပြီးတော့လုံးဝကြက်ကြက်တက်တက်ကို Biden the Lions မှာပိတ်ပြီးဆော့တာပါအဲ့တော့ defensive mid block လုပ်တယ်ဘယ်နေရာကံလဲဂျူဘယ်လင်ဂန်တို့လှမ်းကံတယ်ဘလော့တာတွေကြီးပဲ okay ပြိုင်ဘက်အတင်းကတတင်းလုံးဖိလာတယ်အဖိလာတဲ့အခါကျရင်သူတို့နောက်ကိုတလိုင်းစုပ်ပေးလိုက်တယ်တလိုင်းစုပ်ပေးလိုက်တဲ့အခါကျရင်လေလုံးဝ low block ဆန်ဆန်ကစားနိုင်တယ်ဘာကြောင့်လဲဆိုတော့ Declan Rice တို့ Thomas Partey တို့က CB ကစားသမားတွေအဖြစ်ကစားပူးတဲ့အခါခံစစ်ဆွမ်းဆောင်ရည်တွေကတခြားကစားသမားတွေထက်ပိုပြီးတော့ကောင်းတယ်အဲ့အတွက်ကြောင့် ခံစစ်မှာကစားသမားတွေအများကြီး ਨੇ စပ်ပီးစ်တွေပေးတယ် reverse cross တွေကျွန်တော် vas key ပေးတယ်ဘာမှအရာမရဘူးအားရဟိုဆလီဘာအမားရင်းတာမရှိဘူးဆိုရင်ဂိုးတောင်ပေးရမှာမဟုတ်ဘူးအဲ့အတွက်ကြောင့်ဟို Real Madrid အနေနဲ့ player တူးချင်းတယောက်ချင်းစီရဲ့ကျွမ်းကျင်မှုအနေနဲ့ကိုးရဖို့အတွက်အားထုတ်သွားတာကျွန်တော်တွေ့ရတယ်။ Vinicius Junior ဒီနေ့တနာဖို့ကောင်းတယ်ဗျာ။ Vinicius ပြဲနေရပဲတောက်လျှောက်ဆော့ရတာ။ဆိုတော့ ကျွန်တော်တို့ twin goal လေးတွေကိုတစ်ချက်ပြန်ပြီးတော့စမ်းစစ်ကြည့်မယ်လीเนาะဟို penalty ဖြစ်ရတဲ့ဘာတွေကတော့ထားလိုက်ပါတော့ဆိုတော့ကျွန်တော်တို့ဒီဒုတိယပိုင်းမှာပဲအ twin goal တွေရသွားတာပေါ့เนาะ66မိနစ်မှာ merino ကနေ စာကာကိုပေးလိုက်တယ်စာကာကနေတဆင်းမှာချစ်ပြီးတော့ပထမပိုင်းက penalty ဟိုမဝင်မှုအကောင်းဆုံးခြေပသွားခဲ့တယ်လို့ပဲပြောရမှာပေါ့ကျွန်တော်အခုချိန်မှာ merino နဲ့စာကာရဲ့အတွဲဖက်ကိုပဲနောက်ဆုံးအနေနဲ့ပြောလိုက်ပေးမယ်အဲ့ဒီဂိုးရဖို့ ဗိတက်တွေပေါ်သွားတာအရန်လာတယ်။ထိချက်တွေအများကြီးနဲ့ကိုးရသွားတာ။မီရီနိုဆိုမှနောက်နေ့ရသည် အာကြီးကတိုက်စစ်မှုတော်ခေါ်ဖို့လိုပါအောင်မလားပေါ့။ဒါတော့ညွှန်းပြောတာပါ။မီရီနိုဒီနေ့တော်တော်ကောင်းတာကိုပြောနေတာ။အမြင်အရန်ဆူရှာတယ်။ Sure ကျွန်တော်ဒီဂိုးဝင်သွားပြီးတဲ့အချိန်မှာဒါပွဲကပြီးသွားပြီဗျာဘလို့နီးနေမှ Real Madrid အနေနဲ့နောက်ထပ်ဂိုးတွေအများကြီးထပ်သွင်းဖို့ဆိုတာမဖြစ်နိုင်တော့ဘူးပေါ့နော်အဲစက္ကန့်ပိုင်းလောက်ပဲချားတယ်ဆလီဘာအနေနဲ့နောက်က pressing ပေးလာတဲ့ Vinicius Junior ကိုမကြည့်မိလိုက်တဲ့အတွက်ကြောင့်ကိုးပြန်ပေးလိုက်ရတယ်အဲဒီလောက်ပဲ Real Madrid ကချန်တဲ့အပိုင်းဒီမှာတိတ်ပြီးတော့စိုးရင်စရာ moments တွေမတွေ့ခဲ့ရပါဘူးနောက်ဆုံးလုံးကတော့ဒါ counter attack situation မျိုးကနေ Arsenal အနိုင်ကိုရသွားတယ်အဒီကိုမှဆိုရင်လဲ Mikel Merino ရဲ့အမြင်ဆူးရှားမှုထပ်ပြီးတော့ပါခဲ့တယ်ဗျ Merino တော်တော်မိုက်တယ်အဲ့တော့သူ့ရဲ့ဘောလုံးပေးမှုကနေတစ်ဆင့်အဲ့လိုမျိုး PR ကောင်းတဲ့ Martinelli ဆွဲပြေးပြီးတော့အကောင်းဆုံးအဆုံးသတ်ရင်လည်းဘာနေဘူးမှာ2-1ဆိုရဲရလနဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်ခင်ဗျဆိုတော့အာစနယ်အသင်းကိုကျွန်တော်တို့နော်ညီကုန်းချုပ်အနေနဲ့ပြောချင်တာတကယ်ကိုကောင်းတဲ့ခြေသွမ်းမျိုးနဲ့နောက်တစ်ဆင့်အနိုင်ယူကျော်ဖြတ်သွားခဲ့တဲ့အသင်းဖြစ်ပါတယ်တကယ်လည်းဂုဏ်ယူပါတယ်မနေ့ပဲရောက်ရင်အခြေဆုံးသတ်သမား9ယောက်ကိုရွေးထုတ်သွင်းသွင်းပေးပါအောင်ခင်ဗျအခုတော့ဗီဒီယိုလေးကိုနားခွင့်ပြုပါကျေးဇူးများကြီးတင်ပါတယ် Yeah.